ကယ်မီပေးပွဲနေတော့ကဗီဒီကိုတင်လိုက်လို့ဆိုပြီးတော့စုခန်းနေရတဲ့ဝုံမုံရွှေကြီး အားလုံးမင်္ဂလာပါရှင် CM Media Plus ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရီဝမုတ်ရွှေတရားအကယ်ဒမီရပြီးနောက်ပိုင်းနည်းနည်းလေးဝေဖန်လာခင်ရပါရီဝမုတ်ရွှေကသူ့ယောက်ျားကိုဘလောက်ထိချစ်ကြောင်းတွေကိုလိုင်းမော်တင်ပြီးပြိသက်တွေရှိမှအမြင်ပြောပြလာတာကြောင့်ပြိသက်တွေကလည်းနေနေမစိုးဝေဖန်လာခဲ့ကြတာပါနောက်ပြီးတော့အကယ်ဒမီပြည်ဝဲနေတုန်းကလည်းအကယ်ဒမီရတဲ့အချိန်ယောက်ျားဖြစ်သူကထောက်ခုံပြီးပြောတာကိုဘီယိုရိုက်ခါဖန်တီးထားတဲ့ဘီယိုတပုတ်ចောင်းကိုလည်းဝမ်မွန်ရွှေကပြောဆိုထားပါရီအဲ့ဒါကိုလည်းပြည်သက်တွေကဝေဖန်ထားပါရီ နောက်ပြီးသူကဒမီရလို့သူ့ယောက်ျားပြောနေတဲ့ဗီဒီယိုကိုသူတင်ခဲ့တဲ့အတွက်ယောက်ျားဖြစ်သူရဲ့စုကိုခင်ရတယ်ဆိုပြီးတော့လေဝမ်မုံရွှေရပြောပါရယ်။ဒါကြောင့်ပရိသတ်တရားအခုဆိုရင်ဝမ်မုံရွှေကိုမျိုးစုံသောကြိုးခုံမှုတွေနဲ့ဝေဖန်လာနေကြပါပြီ။နောက်ပြီးကဘာပေါ်မှာဝမ်မုံရွှေရဲ့ယောက်ျားတူတွေကပဲချစ်တတာဖြစ်ကြောင်းရွေးဆောင်ပြီးတော့လေပရိသတ်တရားဝေဖန်ထားကြပါရယ်။တကယ်တော့သူကလေချစ်ခင်ရလို့အခုလိုဝမ်းသာနေတာမျိုးပါမဝေဖန်ခြင်းလဲရှားပါရယ်။ပရိသတ်တွေကတော့အရင်အိုဘာဖြစ်ပြနေတာမျိုးမကြိုက်တာပါ။ဝမ်မုံကတော့အိုဘာမဖြစ်ပါဘူး။ သူ့အနေထားနဲ့သူသတ္တနာနာထေဝါနေစေပါပဲ။နောက်ပြီးသူ့ယောက်ျားတူတွေကပဲကဘာမှာချမ်းသာဆုံးချစ်တဲ့ဆုံးဆိုတဲ့ပုံစံမျိုးတွေလုတ်ပြလာတာကလေသူ့အတွက်တော့ဒီဟာကကန့်ကောက်နေလို့ခံစားရတဲ့တွေ့ကိကိကလည်းပြုံမဆုံးဖြစ်နေတာပါ။အခုဒီဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တို့ရဲ့မြင်မာရောကိကိတရားဥပါဒေးကြီးဖြစ်နေပါသလား။ဒါမှမဟုတ်ဘလို့ပုံစံမျိုးပါလိ။စသည်ဖြင့် comment လေးတွေမှာပေးခဲ့ပေးပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။